ဒီကနေ့ဇွန်လ23ရက်နေ့တနင်္လာနေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကိုတင်ဆက်ပေးပါရမယ်။မြင်ကလေးတွင်အနေနဲ့ဒီကနေ့ဇွန်လ23ရက်နေ့မြမစံတော်ချိန်မနက်6:32မိနစ်မှာပြည်မြို့ရှေ့ဘက်ကိုမိုင်ကန်အကွာအနက်10မိုင်ကန်ကိုဗဟိုပြုပြီးအင်အား3.8ရီတာစကေးရှိမြင်ကလေးတစ်ခုလှုပ်ခတ်သွားခဲ့ပါတယ်။ မနေ့ပြန်ဇွန်လ24ရက်နေ့မနေ့ပိုင်းမှာပင်္ဂလာပင်လယ်အော်မြောက်ပိုင်းမှာလေပွေလိုင်းတစ်ခုဖြစ်ပေါ်နိုင်ပြီးအဲ့ဒီလေပွေလိုင်းကအားပိုကောင်းလာကဇွန်လ25ရက်နေ့26ရက်နေ့တွေမှာတော့လေပြင်းအနည်းရေဝန်အဖြစ်ကိုရောက်ရှိလာနိုင်တယ်လို့မိုးလေဝသပညာရှင်ဝန်နိုင်ကအသိပေးထားပါတယ်။အနောက်တောင်မုတ်တုံလေအားဆက်လက်ကောင်းနေမှာဖြစ်ပြီးဇွန်လ22ရက်နေ့ကနေ25ရက်နေ့အထိကချင်ပြည်ရှမ်းပြည်မြောက်ပိုင်းနဲ့အရှေ့ပိုင်းစကိုင်းတိုင်းအထက်ပိုင်းတို့မှာမုံများနိုင်ပါမယ်။ ဇွန်လ23ရက်နေ့ကနေ26ရက်နေ့အထိချင်းနှင်းမြင့်နယ်အေရဝတီမြဖြားဒေသတွေမှာမိုးရေချိန်ဆက်လက်မအထိရွာသွန်းနိုင်တာမို့ချင်းနှင်းနယ်အေရဝတီမြင့်အထက်ပိုင်းမှာမြေရေတွေမြင့်တက်လာနိုင်တယ်လို့ဦးဝန်နိုင်ကအသိပေးထားပါတယ်။ဒီကနေ့ညနေအထိကရနီကရပြည်မန္တလေးတိုင်းမကွေးတိုင်းနဲ့စကမ်းတိုင်းအောက်ပိုင်းတို့မှာနေရာကျကျရခိုင်ပြည်နေပြည်တော်နဲ့ပဲခူးတိုင်းတို့မှာနေရာဆက်စိတ်နဲ့ကြံပြည်နယ်နဲ့တိုင်းတွေမှာနေရာနံပြမုတ်ထချုံရွာနိုင်ပြီးရွာရင်ရာနှောင်းပြည့်ဖြစ်ပါတယ်။ ကချင်ပြည်၊ချင်းပြည်၊ရခိုင်ပြည်၊ပဲခူးတိုင်း၊မကွေးတိုင်း၊စကမ်းတိုင်းထပ်ပိုင်းနဲ့အေရဝတီတိုင်းတို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်တို့မှာမုတ်တုံလေးအားကောင်းနေပါတယ်။မြဝကျွန်းမှာမုတ်တမခွေ၊မွန်တရင်နိုင်ကံဝရန်တချောင်းနဲ့ကဲလွန်ပင်လယ်ပြင်တို့မှာရံဖယင်ခါမုတ်တက်လေးပြင်များကြာရောက်ပြီးလှိုင်းကြီးနိုင်ပါမယ်။လှိုင်းမြင့်မှာ မြဝကျွန်မမော်တမာခွေမွန်တရနာရီကံရံတရှောင်းနဲ့ကံလွန်ပင်လယ်ပြင်တို့မှာစတမေကနေ73မေကန်ရှင်နိုင်ပြီးရခိုင်ကံရံတရှောင်းနဲ့ကံလွန်ပင်လယ်ပြင်တို့မှာဆယ်ပေကနေ72မေကန်ရှင်နိုင်ပါတယ်။ကချင်ပြည်ရှမ်းပြည်မြောက်ပိုင်းစကိုင်းတိုင်းထက်ပိုင်းနဲ့အေယာဝတီတိုင်းတို့မှာမိုးတိမ်တောင်တွေဖြစ်ပေါ်နေပြီးမိုးတိမ်တောင်တွေရွေးရှားရာတရှောင်းမိုးရွာသွန်းကျတဲ့အကျူလေပြင်းတိုက်ခတ်ခြင်းမိုးထချောင်းခြင်းမိုးကြိုးပြစ်ခြင်း လျှင်စင်းလွတ်ခြင်းနဲ့မော်ဒီကျွေခြင်းစားရိမ်မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့ကြိုတင်သတိပြုနေထိုင်ကြဖို့မိုးစလာကအကြံပြုထားပါတယ်။နောက်နှစ်ရက်အတွင်းကချင်ပြည်ရခိုင်ပြည်ကရင်ပြည်မွန်ပြည်ရန်ကုန်တိုင်းပဲခူးတိုင်းစကမ်းတိုင်းထပ်ပိုင်းနဲ့အေရဝတီတိုင်းတို့မှာမိုးပေါ်နေပါမယ်ရှင်။အခုလိုသတင်းတွေကိုပုံမှန်မျှဝေပေးနိုင်ဖို့နဲ့ CJ Platform သတင်းဌာနရေရှည်ရဲ့ဒေနာရဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီး ဝင်ရောက်နားဆင်နိုင်ပါတယ်။ သတင်းအသစ်အသစ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက်ကျမတို့ရဲ့သတင်း channel ကို like and subscribe လုပ်ဆောင်ပြီး notification လေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။